လက်ပပြားချက်ကြော်ဆိုင်မှာထမင်းစားပြီးကျွန်တော်အိတ်လိုက်တာကျွန်တော်မိဒီလာနဲ့လက်ပပြားနဲ့ချားမှာကျွန်တော်စောင်းတာအပိုင်မဲဆိုပြီးတော့တွင်မဲဆိုပြီးတော့စောင်းတာဒါမဲ့ကျွန်တော်အဲ့မှာထမင်းတွေပါစားပြီးတော့တနအိခွဲလောက်အချိန်ထမင်းစားတဲ့အချိန်နဲ့အိတ်တဲ့အချိန်နဲ့ဆိုအားလုံးပေါင်းဆိုရင်အဲ့ရနိုးတဲ့အချိန်နဲ့ဆိုနှစ်နာရီခွဲလောက်ကျွန်တော်လမ်းပေါ်မှာပျောက်သွားတာပျောက်သွားတော့ PDF ဆိုတဲ့ကောင်ကတရားဝင်ဆိုရမို့တော့ ီကောလမ်းပေါ်မှာနှစ်နာရီခွဲတော့ဘလို့လို့နေလို့ရပါလေဒီလက်ပပြားနဲ့ဒီမိဒီလာချားမှာအာဒီကောနဲ့မဟုတ်တော့ပါဘူးဘာညာဆိုပြီးပြန်ဆုတ်သွားတာကျွန်တော်တရင်တရင်ရတာနော်အဲ့ဒါတစ်ချက်အခုကျွန်တော်ကိုတရားဆွဲလို့တောင်တကုန်တရားစခန်းကိုကျွန်တော်သွားမယ်ဆိုပြီးတော့မှဒီနေ့329ပိုင်းမှာ PDF တွေကကျွန်တော်ကိုဆောင်းလာကျွန်တော်အရှင်ဖမ်းမလို့တဲ့ ကျွန်တော်အမြန်လမ်းကနေသွားမယ်ဆိုပြီးတော့စောင်းလာတဏာယီနဲ့မှ27မိနစ်မှလမ်းတော်လမ်းလာတွေကပြောလာတာဒါပေမဲ့တရင်ကတော့ဒီလိုပဲပေါ့ဗျာဟိုသူကတော့လက်ပြောင်းနဲ့ဗိဒ္ဓာကြားမှာစောင်းလုံးကလည်းအဲ့လိုပဲသူတို့တွေးလိုက်တယ်ပေါ့အဲ့မှာလည်းတွေးလိုက်တယ်ဆိုတော့ကျွန်တော်ဒီနေ့အောင်တန်တရားတော်မကင်းဘူးဖြစ်နေတာကျွန်တော်ကကားအမြဲတမ်းပြောင်းစည်းလေးပြောင်းပြောင်းပြောင်းစည်းတာရှိတယ် ကျွန်တော်ရွှေငါးစီးချင်းရှိတယ်။ဟမ်းမားစီးချင်းရှိတယ်။ဟွန်ဒါပစ်စီးချင်းရှိတယ်။ဟွန်ဒါရှက်တဲ့စီးချင်းရှိတယ်။ကျွန်တော်စီးချင်းတဲ့ကားစီးကြဗျာ။ဒါပေမဲ့တရင်ကတော့ PDF ကိုတော့ပေးနေတာပေါ့။ PDF ကိုတော့ပေးနေတယ်။ဟိုအတွင်းလူလားအပြင်လူလားတော့ကျွန်တော်လည်းမသိဘူး။နော်။အမသိတော့ကျွန်တော်ကအဲ့မိဒီတာနဲ့လေပတာချာမှလည်းကျွန်တော်ကအဲ့မှာကျွန်တော်ဟိုနေ့ကလိုက်မှထည့်ပြောခဲ့တယ်။ကျွန်တော်အိတ်လိုက်တာလို့နော်။ကျွန်တော်နဲ့သွားတိုင်းကျွန်တော်ဟိုနေ့ကပြောကိုကြိုးစိုးဦးညီပါတယ်။ ကျွန်တော်အပေါ်မမွေးဘူးကိုကျော်သုံးညီကြတော့ကျွန်တော်ကျွန်တော်တို့ရင်မချင်းတူတယ်တူသေးကိုသေးပဲချမဲ့ကောင်လေဘယ်သူမှသတင်းပေးမဲ့တူရင်မဟုတ်ဘူးနော်အဲ့တော့ကျွန်တော်ကအဲ့မှာအိတ်လိုက်တော့နှစ်နာရီလောက်ကြာသွားတော့ဟိုကောင်လေးကလမ်းပေါ်မှာအဲ့ကျွန်တော်မဆောင်နိုင်မယ်နဲ့ကျွန်တော်ကလွတ်လာတာနော်မိတိလာနဲ့လက်ပြပြချားမှာကျွန်တော်ကိုဆောင်လာအခုလေဒီတရားဆွဲဆိုမှုအပေါ်မှာနော်ကျွန်တော်တော့သွားရမယ်ဆိုတဲ့ပုံစံမျိုးပေါ့အတွေ့ရဘယ်သူကဘယ်လိုတွေပြောလဲတော့မသိဘူး ိုင်မှာဒီနေ့329ပိုင်းမှာအဖျားနာမှာအဲ့မှာ PDF တွေလမ်းပေါ်မှာတက်လာတယ်လို့ပြောတယ်နော်ပြောတယ်တနအိုင်27မိနစ်မှာပေါ့အမှန်မှန်တော့ကျွန်တော်ပြင်ဦးလွင်မှာပါပဲဒါပြင်ဦးလွင်မှာပါပဲပြီးကျွန်တော်ကိုကြောက်ပြီးတော့ပြင်းတယ်ကျွန်တော်ကိုတရားဆွဲတာကတမင်ကျိုးကြတော့မဟုတ်ဘူးဗျနော်ရန်ကုန်ရောက်ရင်လည်းကျွန်တော်လူမိုက်တွေနဲ့လည်းတက်ရင်တက်ခိုင်းမယ်။နော်လူမိုက်တွေငါပြီးတော့မှဒီကောင်ရောက်ရင်ဒီကောင်ဘယ်နေရာလိုက်တရားရုံးရှိမှတော့မလိုက်နဲ့ဒီကောင်ဘယ်နေရာမှာနေတယ်ဘယ်နေရာမှာနေတယ်အစားရှိပြီးတော့လိုက်ပြီးတော့ကျွန်တော်တက်ရင်တက်ပါလိမ့် ကြံဒါဒါတော့ကျွန်တော်တို့ကလည်းတွေးထားရတာဒါပေမဲ့သူကသူတက်ရှင်တယ်မတက်ရှင်လေအဲကျွန်တော်လို့လို့မဟုတ်ပါဘူးကျွန်တော်ကလည်းဟိုကျွန်တော်ကိုတရားဆွဲပြီးဆွဲဆွဲလိုက်လို့ဟိုတရားရုံးမှာဖြေရှင်းရမယ့်ကိစ္စတခုဆိုရင်တော့နော်ကျွန်တော်ကိုချစ်တဲ့ပြည်သူလူထုကတော့ဝန်းရံနေမှာပဲကျွန်တော်ကအဲ့ဒီလူသားတွေမှာပဲရှိနေမှာပဲနော်လူသားတွေမှာကျွန်တော်ကနော်ဒီဒီတရားဆွဲတာလေကျွန်တော်ဒါအမှန်တမ်းပြောတာပေါ့နော်ဒါဘယ်သူမှဘယ်လိုမျိုးနာနာစေတာစေမှာမရိုးတာဘူး ကျွန်တော်ရဲ့လုံခြုံရေးကိုဘယ်သူယူပေးမှာလဲ။ကြည့်ကျွန်တော်တရားဆွဲပြီ။ကျွန်တော်တရားဆွဲရင် ပြင်ဦးလင်မာလာဆွဲလိုက်။တကယ်မှန်နေတယ်တကယ်တတိရှိနေတယ်ဆိုရင်တော့ပြင်ဦးလင်မာလာဆွဲ။နော်။ပြင်ဦးလင်မာလာဆဲဒါကကျွန်တော်ဆိုတာဒိုင်းတီဗီဒီစပီကာတယောက်ဗျာ။နိုင်ငံနဲ့တက်မတော်နဲ့အခုလက်ရှိဖြစ်ပြနေတဲ့အချို့အရာတွေအဆိုးအကောင်းတွေကိုကျွန်တော်ကမြေပြင်မှာလက်တွေ့ပကတိကျတဲ့ကျွန်တော်အလုပ်လုပ်နေတဲ့ကောင်တယောက်ဖြစ်တယ်။အဲ့ဒီအောင် ကျွန်တော်တောင်တကုံမှာတရားစွဲတယ်ဆိုတော့အဲ့တောင်တကုံကျွန်တော်လာပြီဆိုရင်ကျွန်တော်လုံခြုံရေးဘယ်သူယူမလဲအဲ့အမှုကမပြီးပဲနဲ့တရားရုံးကနေပြီးတော့မှအမိတ်ဩဘယ်နည်းနဲ့ယုံချင်းဆိုရင်အဲ့ယုံချင်းကိုကျွန်တော်ချိန်စီသွားရတော့မယ်အဲ့ဒီယုံချင်းကိုလာမယ့်ရက်ကိုတည်နေပြီလေတပတ်ကဖေးရသည်တွေကျွန်တော်ကိုတတ်မဲ့လူတွေမတမာတဲ့လူတစုကတည်နေမှာပဲလေအဲ့တော့ကျွန်တော်ရဲ့လုံခြုံရေးဘယ်သူတောင်းယူမလဲ အဲ့တော့ကျွန်တော်တရားဆွဲတဲ့လူတွေကလည်းဖျက်သီးဖြစ်ရင်ဖြစ်မှာပဲဒါရှင်းရှင်းလေးပဲဟုတ်လားကျွန်တော်ရန်ကုန်ကောင်မဟုတ်ဘူးကျွန်တော်ပြည်ဦးမှာနေတယ်ဆိုတာလူတိုင်းသိတယ်เนาะအဲ့တော့ကျွန်တော်တရားတကယ်လို့ဆွဲခဲ့လို့အမိတ်ကြရင်တော့ပြည်ဦးတွေကိုပဲချိန်ပေးလိုက်ပါပြည်ဦးတွေမှာရင်ဆိုင်ပဲဥပမာတစ်ခုဥပမာတစ်ခုကျွန်တော်ပြောပြတာဒါပေမဲ့အဲ့ဒီတရားရုံးကိုကျွန်တော်တရက်တော့လာခဲ့လိုက်မယ်တောင်တကုံတရားရုံးကိုလေကျွန်တော်တရက်လာမယ်အဲ့ဒီတရက်ကဘာဖြစ်သွားမလဲဆိုတာကြည့်ထားလိုက် နော်ဇော်ဘုံရုံအားပေးတဲ့ဇော်ဘုံရုံဝင်းရံတဲ့အမှန်တရားကိုမြင်လို့တဲ့ပြည်သူတွေဘလောက်ရှိတယ်ဆိုတာကိုအုံအုံကြွကြွမြင်သွားမယ်အိုင်ဒီတရက်တည်းတော့ကျွန်တော်တတ်မရဘူးနော်တတ်မရဘူးအိုင်ဒီရက်ကတော့ကျွန်တော်အတွက်ကျွန်တော်ရဲ့ပြည်သူလူထုကကျွန်တော်ကိုလုံလုံရေးပေးလိုက်မယ်ကျွန်တော်တို့နိုင်ငံကိုချစ်တဲ့တိုင်းသူပြည်သားလူအများအမှန်တရားကိုချစ်နှစ်သက်တဲ့မြတ်နိုးတဲ့နော်ဖုန်းတော်ကြီးတွေရှိမယ်အမျိုးသားရေးသမားတွေရှိမယ် နော်အခုဒီဟိုဟာထဲမှာဆိုလို့ရှိရင်ကောင်မလေးထဲမှာဆိုရင်မပူတူတို့လို့ညီမလေးတွေရှိမယ်အများကြီးရှိမယ်နော်အဲ့လူတွေကျွန်တော်ကာကွယ်ပေးလိမ့်မယ်အဲ့ယုံချင်းကိုကျွန်တော်တရက်လာပြီးပြင်းဦးလို့ရွှေရွှေဆိုင်ပေးတကယ်လည်းကျွန်တော်ကကျွန်တော်တရားဆွဲကျင်တာဆိုရင်ပြင်းဦးလေးမှာလာဆွဲရမှာပြင်းဦးလေးမှာလာဆွဲလိုက်ကြိုက်တဲ့အချိန်လာကျွန်တော်နေတိုင်းရှိမှာ အခုဟာကျွန်တော်အသက်အန္တရာယ်ကိုနောက်ကလက်မဲကြီးတွေကဒီကောင်ရန်ကုန်ကိုရောက်တာနဲ့ဒီကောင်ကိုဘယ်လိုလုံးကြံရမှာလဲဒီကောင်ဘယ်လိုသွားလဲဘယ်လိုလားဘယ်လိုနေကျွန်တော်အသက်အန္တရာယ်ကိုအမျိုးမျိုးဒုက္ခပေးမှာဆိုတာအဲ့တော့ကျွန်တော်တရားဆွဲတဲ့လူဟာရိုးသားရဲ့လားလို့ကျွန်တော်ကမေးမှာနော်တရားဆွဲတဲ့လူဟာကျွန်တော်ကိုလုံခြုံရဲ့လားလို့ကျွန်တော်ပြင်ဦးလေးမှာရှိတာပြင်ဦးလေးမှာလာဆွဲလိုက်ပေါ့ကျွန်တော်ပြင်ဦးလေးကနေပြောတာလေဒီလိုက်ကို အခုလည်းပြင်ဦးလွေရနေပြောတာပဲပြင်ဦးလွေရနေပြောနေတာပဲကဲ तू ကတရေလိုအနေနဲ့တရားဆွဲကျွန်တော်တရေခံကျွန်တော်ပြင်ဦးလွေမှာရှိတာဒီမှာလာဆွဲပေါ့ဟုတ်တယ်မလားပြင်ဦးလွေမှာရဲစခန်းနေရှိရလေဟုတ်တယ်မလားနော်အဲ့တော့ကျွန်တော်ဟိုအကြောင်းတစ်ခုခုနဲ့လှုပ်ချင်တော့မယ်ဆိုတော့ကျွန်တော်သိတယ်နော်အခုမင်းသားကြီးတို့အခုနော်တို့ ကျွန်တော်ရဲ့ပုံစံကိုဖြတ်သွားတယ်တင်းနေတယ်เนาะဒီကောင်နေသည်တိုင်းပြည်ပေါ်မှာရိုးချင်းတဲ့ကောင်တွေမဟုတ်ဘူးเนาะအချစ်ပေချင်းပေတော့ချစ်သမီးချစ်ပါ့ပတ်ဆိုင်ရရင်အကုန်လုတဲ့ကောင်တွေအကုန်လုတဲ့လူတွေเนาะเนาะအဲ့တော့ကြတော့ကျွန်တော်ကတိတ်တော့ဒီပွဲကမရိုးချင်းဘူးပေါ့เนาะမရိုးချင်းဘူးဆိုတော့ဒီအမှုဖွင့်ခံထားရတဲ့နေရာမှာလဲအမှုဟိုလက်ခံတဲ့ရဲရာရှိလေးတွေညီလေးတွေ ရေစကမ်းမှုကြီးလေဒါကလုံခြုံရေးရစဉ်းစားတင်တယ်နော်အခုကျွန်တော်ကပြင်ဦးလွင်သွားနေပြီးတော့ကျွန်တော်အဲ့မှာတရားဆွတယ်ကျွန်တော်ပြင်ဦးလွင်ကနေကားနဲ့အဲ့ကိုသွားနေရမှာလေကျွန်တော်ရဲ့လမ်းကြောင်းလုံခြုံရေးကဘယ်လိုလုပ်မှာလဲကဲကျော်တိုင်းမီရဲ့လူမျိုးချစ်တာဒီအမှုကလုံးဝမယိုးသားဘူးကျွန်တော်ကိုတရားဆွဲတာလုံးဝကိုမယိုးသားလားကြောက်เสียမလို့ဘူးပြင်ဦးလို့လာဆွဲလိုက် တရားရင်ယုံချင်းပြီဆိုရင်အဲယုံချင်းရက်တိပြီဆိုကျွန်တော်လာရတော့မှလေအဲလမ်းကိုအမြန်လမ်းကိုဟုတ်လားကျွန်တော်သွားရတော့မှလေအဲ့တော့ကျွန်တော်ဘယ်လိုလုံခြုံရေးပေးမှလဲအဲ့တော့ကျွန်တော်ရှိနေတဲ့ပြည်ဦးထဲမှာလာဆွဲလိုက်တာအဆင်မပြေဘူးလားနော်အဲ့ဒီတောင်တကုန်ရဲစခန်းကနော်စခန်းမှုတွေရောအဲ့ဟိုအမှုစစ်တွေရောကိုကျွန်တော်ပြောချင်တာကအမှုကိုဒီဘက်ကိုလွှဲပေးလိုက်ပါနော်ထပ်ပြီးတော့ဟိုအဖြစ်မယ်ဆိုရင်အမှုကြလာရင်ဆွဲပေးလိုက်ပါကျွန်တော်က ။တရားခံတွေပါကျွန်တော်ကပြည်ဦးလျံနေလိုက်လွင်ပြီးတော့ပြောတာလေ။တကယ်လို့ဆဲခဲ့တယ်ဆိုရင်တော့ပြောတာပါ။ပြည်ဦးလျံနေလိုက်လွင်ပြီးပြောတာတော့တက်ပြည်ဦးလျံကျွန်တော်ရဲ့လုံခြုံရေးကိုတော့တနိုင်ငံလုံးအနေထားနဲ့နော်သိရှိနေတဲ့လူတွေရှိပြီးသားကျွန်တော်ရဲ့လုံခြုံရေးအရာပြည်ဦးလျံရဲစခန်းမှာပဲဒီအမှုကိုဆွဲလိုက်ပါ။ပြည်ဦးလျံရဲစခန်းမှာပဲရှင်းလိုက်ပါမယ်။အဲ့မှာလာလာဆွဲလိုက်။နော် ူလည်းပြန်ဆွဲဖို့ရပြင်းလွင်ရတယ်အေးစစ်ပါရရကျွန်တော်ကျွန်တော်အဲ့လိုတွေမလုပ်ပါဘူးအဲသူကျွန်တော်ပြန်ဆွဲပါဘူးဟုတ်လားကျွန်တော်တနိုင်ငံလုံးချစ်တဲ့ပြည်သူလူထုတွေအများကြီးရှိတယ်ကျွန်တော်ပြောတာကဒါသမသမကြကြပြောတာနော်ကျွန်တော်တော်တော်ကိုရဲစကားနေထွက်ပြီးတော့ကျွန်တော်ကိုတိုက်ရင်ဘယ်လိုတောင်းဝန်ယူမှာလဲကျွန်တော်တည်သွားရင်ပြီးရောဒီကောင်နိုင်ငံမှာအချင်းမြချသားတာတွေကိုဖော်ထုတ်နေတယ် ဒီလိုတွေပြောနေတယ်ဒီလိုတွေလုပ်နေတယ်ဒီကောင်အသက်သိရင်ပြီးရောကွာဆိုပြီးတော့မှတတ်ခိုင်းရင်ဘယ်လိုလုပ်မှာလဲ